မင်းနဲ့ပတ်သက်ရင်တခြင်းဟောဘလို့ကန်သားချက်နဲ့ရေးပြပါအဲ့ဒါဟာဒါပဲမင်းကျတာတဲ့မင်းဘယ်ကြီးစားအတွက်ရေးရလဲကောသားမင်းဖြစ်ဆွဲလိုက်ပြီဘုံတော့ကိုယ်ယူပါဟိုဒါရပြိတက်တည်ကျင်နေဆိုတော့ကျွန်တော်ပြောပြမှာပေါ့ဟိုအဲဘလူးကန်သားချက်နဲ့ဆိုတော့အဲ့တခြင်းတွေအတိုင်းပဲပေါ့နော်ဆိုတော့အဲအဲ့တော့ငယ်လဲငယ်သေးရပေါ့ဟိုအခုရှိမယ်ဆိုရင်19 20 21အဲ့အဲ့ဝန်းကျင်ပေါ့ ဆိုတော့ဒါကတော့တာလူငယ်ဖြစ်ခုပါရဲ့တိတ်ကွဲတယ်ဒါကောင်မလေးနဲ့အဆင်မပြေဘူးပေါ့နော် အကောင်မလေးကအဲ့လိုမျိုးရေးရဆက်ဆက်ပြောရခါကြရင်ခံစားပြီးတော့အဲ့လိုမျိုးဒိုးသွားပြီးတော့အဲ့လိုမျိုးဖြစ်တဲ့ဥစ္စာပေါ့နော်ဒါသူ့ပြန်ပြီးတော့အဲကိုယ့်ရဲ့ခံစားချက်ကိုလည်းတီးစေခြင်းနဲ့အဲ့လိုမျိုးပြီးတော့ဟိုတခြင်းတပုတ်အနေနဲ့ပေါ့နော်ဒါခံစားချက်ကိုအသွင်ပြောင်းပြီးပြပြခြင်းအဲ့တော့ရေးဖြစ်သွားတယ်ဗျမဲ့အဲမူလေးလဲဟောဖြစ်တယ်ကြိုက်တယ်တခြင်းပုံစံနဲ့ကြိုက်တော့ထည့်ပြသွားတာပေါ့ဒါပေမဲ့အဲဟိုတော်တော်များများအဲ့လို 吃、啊啊、的咸的呀，了没有？呃，图片表现了你那吃的哦，大概大概半点是吧？也有了面大片，的面没有？看家面，这个这个不